အမေရိကန်ပြည်ထောင်စုငင်းချမ်းရေးအင်စတီကျူ USIP ကို Donald J Trump Institute of Peace လို့အမည်ပြောင်းလိုက်ပြီးဖြစ်ကြောင်းနိုင်ငံခြားရေးဌာနရဲ့တရားဝင် H လူမှုကွန်ရက်အကောင့်ကနေဒီဇင်ဘာလ3ရက်နေ့မှာကြေညာလိုက်ပါတယ်ကျွန်တော်တို့နိုင်ငံသမိုင်းတခြားမှာအထူးခြုံဆုံးစစ်ဆေးညှိနှိုင်းရေးမှုကို ရောင်းပြဟတ်စေအောင် USIP ကို Donald J Trump Institute of Peace လို့အမည်ပြောင်းလိုက်ကြောင်းနိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာရေးထားပါတယ် ဝန်ကြီးမာကိုရူဘီယိုကလည်းနိုင်ငံခြားရေးဌာနရဲ့ကြီးညာချက်ကို X လူမှုကွန်ရက်မှာပြန်ရှယ်ရင်းတမရထရမ်ကိုငြိမ်းချမ်းတမရအဖြစ်တမိုင်းမှာအမတ်ရကြပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံခြားရေးဌာနကလည်းဒါကိုလက်တွေ့ပြဖို့အချိန်ရောက်ပါပြီလို့ရေးထားပါတယ်ဝန်ကြီးရူဘီယိုကတမရထရမ်ဟာငြိမ်းချမ်းရေးတမရဖြစ်ကြောင်းအရင်ကလည်းပြောမှုပါတယ် I think it will go down as a historic moment um in the history of our country and something our country should be very proud of that we have a president that's committed to the not just peace but to the human aspect of reuniting these families အမေရိကန်သမ္မတတဦးအနေနဲ့ငြိမ်းချမ်းရေးအတွက်သာမကဘဲတိုင်းပြည်စည်းလုံးညညွတ်အောင်လှုပ်ဆောင်ပေးခဲ့သူတဦးအဖြစ်နဲ့အမေရိကန်မှာတမိုင်းတွင်ကြံရစ်ပါမယ်လို့ပြောသွားတာပါအစိုးရဌာနတစ်ခုကိုလက်ရှိတာဝန်ထမ်းဆောင်နေစေသမ္မတရဲ့နာမည်ပေးတာအမေရိကန်တမိုင်းမှာဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်သမ္မတထရမ့်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့ရရှိခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုကွန်ဂိုနဲ့ရဝမ်ဒါနိုင်ငံတို့က ဝါရှင်တန် DC မှာဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မှာလက်မှတ်မထိုးခင်တရက်အလိုမှာ USIP ကိုနာမည်ပြောင်းလိုက်ကြောင်းကြေညာလိုက်တာပါအမေရိကန်ပြည်ထောင်စုညညာရေး Institute USIP ကိုတည်ကြလွတ်လပ်တဲ့ non-profit အဖွဲ့အစည်းအဖြစ်လွတ်တော်က1984ခုနှစ်မှာတည်ထောင်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ